အားလုံးပဲမင်္ဂလာပါရှင်ရနာမိုးထဲရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ channel message from your person ပေါ့နော်တင်တဖက်လူကတင်စီကိုပို့လာတဲ့ land message လေးတွေကဘာလေးတွေရှိမလဲပေါ့နော်အဲ့ဒါလေးတွေကိုအတူတူကြည့်သွားမယ်အာ collected reading လက် reading လေးပါပေါ့နော် ဲ့တော့ဒီနေ့ collective reading ကိုလာကြည့်မဲ့သူတွေကအာတင်းရဲ့တဖန်လို့ဆိုတာကအာတင်းနဲ့တစ်ချိန်ကချစ်ခဲ့ဘူးတဲ့သူကိုစိတ်ထဲကတွေးထားလို့လည်းရတယ်။အာလက်ရှိမှာတင်းရဲ့ချစ်သူဝင်နေတာပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒါမျိုးလည်းတွေးထားလို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်တင်းကိုတစုံတယောက်ကချစ်နေတယ်ဆိုပြီးတော့ပေါ့နော်။တင်းစိတ်ကတွေးမိသွားရင်လည်းဒီနေ့ message လေးတွေကိုတင်းယူလို့လည်းရတယ်ပေါ့နော်။ဒါလေးတွေကတော့ဒီနေ့ reading ထဲမှာထည့်သုံးသွားမယ်။အာ tarot card လေးနဲ့ oracle card လေးဖြစ်ပါတယ်။ အဲ့ဒါဆိုကျမတို့ဒူဒူကြည့်မယ်ပေါ့နော်တင်းရဲ့လူကတင်းစီကိုပေးလာတဲ့ last message လေးတွေကဘာလေးရှိမလဲဒူဒူကြည့်မယ်နော်ဒီနေ့ collateral တွေကိုလာကြည့်တဲ့သူလေးတွေစီကိုတင်းရတစ်ဖက်လို့ပေးလာတယ်။ let message ဘာလေးတွေရှိမလဲ။ oh three or so on a side အဲ့ဒီတော့အခုလက်ရှိမှာသူလာချင်းကြီးကွဲနေတယ်တဲ့တင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီတော့တင်းတို့နှစ်ယောက်စကားများထားတာလေးတွေရှိမလားအာတင်းရဲ့တစုံတရာပြောခဲ့တဲ့စကားတွေကြောင့်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းအပြုတ်မှုတချို့ကြောင့်သူလာချင်းနေရာမျိုးနဲ့ဖြစ်နိုင်တယ်ဒါကအခုလက်ရှိမှာသူဖြစ်ပေါ်နေတဲ့ feeling ပေါ့နော်အာဒါပေမဲ့လည်းတဲ့သူအကောင်းဆုံးတော့သူကိုယ်သူအပြုံးမပြတ်ပါတော့အပြုံးမပြတ်သူတော်ဟန်နေတယ်သူကိုယ်သူအဆင်ပြေနေတယ်ပေါ့နော် ဲ့တော့ဒါအဆင်ပြေနေတယ်ဆိုတာကတော့သူပြထားတဲ့ပုံစံတကယ်လို့သူရဲ့ reality မှာတော့သူနာကျင်နေတာအသေးကွေးနေတာသင်နဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့အမျိုးလေးတွေ့တယ်အာဖြစ်နိုင်မယ်ဆိုလို့ရှိရင်လေသူစိတ်ထဲမှာရှိရဲအာတင်းနဲ့ပတ်သက်တဲ့ပေါ့နော်တင်းကိုချစ်တဲ့အကြောင်းအရာတွေကိုတင်းကိုလာပြီးတော့ပြောပြချင်တာအာသူ့ရဲ့ရှင်တွင်ခန်းစားချက်တွေကိုတင်းစီကိုလာပြီးတော့ဖွင့်ဟချင်တာနော်အဲ့အမျိုးလေးလည်းသူစိတ်ခန်းစားချက်တမှာဖြစ်နေတယ်နောက်ပြီးတော့အပြေးလေးလာချင်တာ ီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေစီကိုတင်းရတစ်ဖက်လို့ ਆ ဖြစ်နိုင်မယ်ဆိုလို့ရှင်အပြေးလေးလာတွေ့ချင်တာအဲ့တော့တင်းတို့နေ့ရောက်ကဝင်နေတဲ့သူလေးတွေဆိုလို့ရှင်ဒီ energy လေးတွေဟာပို့ပြီးတော့အကင်မယ်ပေါ့နော်အဲ့အမျိုးလေးတွေတွေ့ရဲ့အာဒါပေမဲ့သူလာခဲ့လို့ရှင်အစင်မှာပြည်ပါမလားပေါ့နော်အာတချို့ကြတော့စိတ်ကောင်းနေတဲ့သူလေးတွေဆိုလို့ရှင်အာသူလာတွေ့ခဲ့လို့ရှင်တင်းသူ့ကိုအာကြည်ပြူပါမလားအာအတွေ့ အမြင်ပေါ့နော်အထင်ကြီးမှားနေတော့လားပေါ့နော်အဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့လည်းသူနည်းနည်းလေးတော့စိတ်ပူတယ်ပေါ့နော်အာနောက်ပြီးတော့တဲ့တင်းနဲ့ပတ်သက်တဲ့အရာတွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့မှာအများကြီးအာပင်မန်းတော့မယ်ပေါ့နော်စိတ်ပင်မန်းရတယ်နားဘူးလို့ရှိရင် तू အခုထိပေါ့နော်တင်းနဲ့ပတ်သက်တဲ့တချို့အရာတွေမှာ तू အတွက်ဟိုလေးလံနေပေါ့နော်အဲ့ဟာမျိုးလေးတွေ့တယ်ဒီမှာလေ Tanner Sock က အတင်းအကျပ်ကြီးကိုဆွဲတင်နေရတာ မနိုင်ဝင်ကြီးကိုဆွဲတင်နေရတာပေါ့နော်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေသင်ကလေတင်းရတဖက်လူကိုနာကျင်စရာအတွေ့အကြုံတွေနာကျင်စရာခံစားချက်တွေကိုပေးခဲ့ဘူးလားပေါ့နော်အသင်ကမပေးခဲ့ဘူးဘူးဆိုရင်ဒါမှပဲသူကတော့တင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုခံစားချက်မျိုးအခုလက်ရှိမှာဖြစ်နေတယ်အဲ့တော့ အော်သူကအတင်းကိုအော်ဘယ်လိုပြောမလဲပြောပြချင်တာလေးတွေရှိတယ်ပေါ့နော်တင်အထင်လွဲသွားလို့ပေါ့နော်တင်ကသူ့ကိုပြောမိတာတွေအော်နင်းနေကလည်းလမ်းခွဲတော့မယ်နင်းနေကလည်းလမ်းခွဲတော့မယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေပြောခဲ့ဘူးတဲ့သူလေးတွေဆိုရင်လည်းဒီလိုပဲတင်ကတော့ဒီလိုပြောလိုက်ပြီးတော့တင်ကတော့လှည့်ထွက်သွားပြီးမယ်သူကတော့နာကျင်နေရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်ကိုရှင်းပြချင်တယ်သူတင်ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းပြီးတော့တင်စီကိုအပြေးလေးလာတွေးချင်တာနောက်ပြီးတော့တင်သူ့ကိုပြန်ပြီးတော့လက်ခံပါမလားသူပြောတာတွေကိုတင်ယုံပါမလားပေါ့နော်အဲ့ဒါလေးတွေကိုလည်းသူကတွေးပြီးတော့စိတ်ပုံနေ နော်တင်တဲ့ပတ်သက်တဲ့အရာတွေကသူ့အတွက်ဘလောက်ပဲဝန်လေးတာဖြစ်ပါစေလေးလံပြီးတော့ပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲတည်သွားတာခက်ခဲတယ်ဆိုတာမှရအောင်တည်သွားမယ်အဲ့ဒါကဘာလဲဆိုတော့တင်တဲ့ပတ်သက်တဲ့အမှတ်တရ memory လည်းဖြစ်နိုင်ရယ်တင်တဲ့အတူတူဖြတ်တန်းခဲ့ဘူးတဲ့နေ့ရက်တွေလည်းဖြစ်နိုင်တယ်တင်တဲ့ပတ်သက်ခဲ့ဘူးတဲ့အချိန်တွေတင်တဲ့အတူတူပြောခဲ့ဘူးတဲ့နော်အစကားတွေပဲဖြစ်ဖြစ်ပေါ့နော်သူ့အတွက်လေးလံနေဆိုရင်တော့မှဒီလိုအရာတွေကိုသူအမျက်တနှိုးနဲ့အာတည်သွားခြင်းနဲ့ပေါ့နော်တည်ထားတော့ပဲနော်အဲ့လိုမျိုးတွေတွေ့တယ် အဲ့တော့ကျမတို့စက်ကြည့်ရအောင်ဒီနေ့က collective reading လေးပေါ့နော်အဲ့တော့ဒီ energy တွေကတော့လူတိုင်းနဲ့ပေါ့နော်တရားရဂိုင်းတို့အပြေးကိုင်းနေမှုတော့နေမယ်ဒါပေမဲ့ကျမကနားပြောလိုက်တဲ့အချက်ကလေးတွေကအာတင်းတို့ရဲ့ energy လို့ခံစားရလားတင်းတို့ရဲ့တဖက်လူရဲ့ energy လို့ခံစားရလားပေါ့နော်အဲ့လိုမျိုးလေးတွေခံစားရတယ်ဆိုလို့ရှိရင်တော့ဒီ reading လေးကတင်းတို့အတွက် reading လေးပါအဲ့တော့ကျမတို့စက်ကြည့်ရအောင် တဲ့နဲ့ပတ်သက်ပြီးတော့လေတဲ့နဲ့ပတ်သက်ပြီးတော့တင်သူ့ဘလောက်ပဲနာကျင်ရပြီးပေးခဲ့ပါစီတဲ့အခုသူပြောချင်တာကဘာလဲဆိုတော့တင်းစီကိုအသူငွေကြေးပြည်လေတဲ့ခါကျရင်ပြန်လာချင်တယ်ပြီလားအဲ့လိုမျိုးလေးတွေပြီးတော့တင်းအတွက်စုဆောင်နေတယ်တင်းကိုပေးဖို့တက်လာသူ့မှာအများကြီးစုဆောင်မိလာရင် သူအများကြီးအောင်မြင်လာရင်ငွေကြေးတွေကျွဲဝလာရင်သူအရင်ဆုံးပေးချင်တာတင်းစီ သူရင်ဆုံးလာကြတာလဲတင့်စီသူအရင်ဆုံးအဆုံးပေါ့နော်လက်ဆောင်ပနာတွေတင့်တော်ဝေပြီးတော့တင့်စီကိုအပြေးလေးလာကြတာအဲ့လိုမျိုးလေးဒီမှာပေါ့နော်အမျိုးသမီးလေးကအာလက်ဆောင်ထုတ်လေးတွေလည်းကျွန်မတွေ့လဲနော်အဲ့တော့တင့်အတွက်နော်တင်ပြရှင်စင်မဲ့အရာတွေပေါ့နော်ထုတ်ပို့ပြီးတော့တင်စီလာခြင်းတာ surprise တွေလည်းပေးခြင်းတာ surprise gift တွေပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေလည်းတွေ့ရဲအာနောက်တစ်ခုကတော့ ဒီလိုပေးခြင်းတဲ့အတွက်လည်းသူအခုချိန်မှာငွေကြေးတွေအများကြီးစုဆောင်းနေပေါ့နော်ငွေကြေးတွေအများကြီးစုဆောင်းနေဒီငွေကြေးတွေလည်းအလဟတ်တ်မတုံးပြစ်လိုက်ပဲနဲ့သူဘယ်နေရာမှမတုံးဘူးသူတတိချာချာကြီးကိုဟိုစစ်စစ်ပြီးတော့ပေါ့နော်အများကြီးကိုသူကစီကန်ရှိရှိနဲ့သူတုံးပြီးတော့မှအတင်းချက်ကြီးကိုပြိပိုက်ထားတာနော်သူရဲ့ငွေကြေးတွေကိုအဲ့ဒါတင်တွက်ပေါ့နော်ကျမအဲ့ဒါမျိုးလေးခံစားရတယ်အဲ့ဒါတင်တွက်တဲ့အော်တကယ်ဖြစ်လာဖြစ်လာလားတော့ကျမတို့အချိန်ကုန်ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာတော့သူ energy တွေမှာအဲ့ဒါမျိုးလေးတွေ့တယ်နော် စီကိုလေသူလာချင်ပေမဲ့လေသူကအခုလက်ရှိမှာကျွန်မကပြောသလိုပေါ့နော်တင်းစီကိုလာချင်တဲ့ငွေချင်းအစင်ကြီးသားလို့ရှိရင်နော်သူရဲ့ဒီ financial နော်ဘာအနေနဲ့ပတ်သက်ပြီးတော့အစင်ကြီးသားမယ်ဆိုလို့ရှိရင်သူလာချင်တယ်လာချင်တယ်ဒါပေမဲ့လေတဲ့အခုလက်ရှိမှာတော့သူဒီလိုစုဆောင်တာတွေလုပ်နေပေမဲ့လေသူ့မှာအပြည့်စီဆုံးရှုံးလေးလည်းရှိတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အပြည့်စီဆုံးရှုံးလေးလည်းရှိတယ်အာသူဘလို့ပဲအကုန်ကြနေအောင်စူးစမ်းပေးမယ်လေ သူ့ရဲ့ငွေတွေကိုလိမ်ပါတဲ့လူတွေပဲဖြစ်စေเนาะအာသူရင်းနှီးမြှောက်ထန်လာတဲ့နေရာမှာအာအလဲချင်းဆုံးရှုံးလာရတယ်ရှိနေတယ်ပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူနည်းနည်းခေါင်းကိုက်တယ်เนาะအဲ့မျိုးလေးလည်းတွေ့ရယ်ဟုတ်ထန်တော့ကဲအဲ့ဒီတော့လေဒီတင်းရဲ့တစ်ဖက်လို့อ่ะတကယ်တော့တင်းနဲ့တွားခြင်းနဲ့ပုံဇံကတကယ်အမှန်က မိသားစုဘဝတွေကိုတွားချင်တာเนาะအတချို့ကြတော့လေမိသားစုဘဝတွေမှာမှာကလေးလေးတွေပေါ့เนาะကလေးလေးနှစ်ယောက်ပေါ့အဲ့အမျိုးမွေးမယ်ဆိုလို့ရှင်လေအတင်နဲ့တူတယ်လူတူနဲ့တူတယ်လို့အဲ့အမျိုးတွေပေါ့เนาะသူချိုတင်ပြီးတော့စိတ်ကူထားတာရှိတယ်ပြီးတော့ဒီထန်းတော့ခက်ကနည်းနည်းထူးဆန်တယ်ဒီမှာကြည့်အပုံမှန်ဆိုလို့ရှင်အမျိုးသားအမျိုးသမီးပြီးတော့မှာကလေးလေးနှစ်ယောက်ဖြစ်ရမှာပေါ့เนาะအဲ့တော့ဒီမှာပါတွေ့တယ်ဆိုတော့အမျိုးသမီးလေးနှစ်ယောက်အကလေးလေးရလဲနှစ်ယောက်အဲ့တော့ဒီမှာကျမဘယ်လိုခံစားရလဲဆိုတော့ ာ LGBT ပေါ့နော်အဲ့လိုဇုံတွဲလေးလည်းပါမယ်တိလားနော် LGBT ဇုံတွဲလေးတွေဒါပေမဲ့လည်းဒီဇုံတွဲလေးတွေကလည်းတကယ်ကိုစစ်မှန်တဲ့အချက်နဲ့ချစ်မိသွားတဲ့ LGBT လေးတွေပေါ့နော်အဲ့ဒီပါမှာနှစ်ယောက်သားက Mary Light လည်းတွားချင်တယ်ပြီးတော့ Family Light တွေပါအာသူတို့ကတွားချင်တာအဲ့လိုမျိုး အာပုံမှန်ဆိုတော့ LGBT ပါဆိုမှာเนาะကျမတို့ကဒီခလေးလေးနေနေဆိုတာတော့နည်းနည်းတော့ဒီဟာမဖြစ်နိုင်လို့ထင်တယ်ဒါပေမဲ့တော်တော်များများရှိရယ်เนาะနိုင်ငံခြားမှာဆိုလို့ရှိရင် LGBT ဇုံတွဲလေးတွေအာလက်ထပ်တယ်ပြီးလို့ရှိရင်ခလေးလေးတွေလည်းပေါ့เนาะဒီလိုမျိုးမွေးစားတာပဲဖြစ်ဖြစ်ပေါ့เนาะဘာပဲဖြစ်ဖြစ်အာသူတို့ရဲ့ဒီ ဟိုတို့နှစ်ယောက်ရဲ့ဒီဆက်ဆက်ရေးမှာပို့ပြီးတော့ပြည့်ရှင်စရာကောင်းနေပေါ့နော်အမိသားစုပုံစံဆိုပြီးတော့ဖန်တီးကြတာမျိုးလည်းရှိတယ်အဲ့တော့ဒီနေ့ collective ရင်းနဲ့မှာပေါ့နော်ကျွန်မဒီ energy မျိုးလေးရတယ်အမျိုးသားမျိုးသမီးစုံတွဲလေးလည်းပါမယ်ပြန်တက်ဖက်လို့ဆိုတာအမျိုးသားမျိုးသမီးစုံနဲ့အဲ့အမျိုးပုံစံ energy လေးရှိတယ်လို့တချို့ကြတော့တင်တဲ့တင်တက်ဖက်လို့ဆိုတာအာဂဲချင်းချင်းဘွိုင်းချင်းချင်းအဲ့အမျိုးလေးပေါ့နော်အဲ့အမျိုးလေးလည်းပါနိုင်နေပေါ့နော်အဲ့အမျိုးလေးအဲ့ဒီ energy မျိုးလည်းရတယ်အဲ့နောက်တစ်ခုကတော့ဘာလဲဆိုတော့ ဒီလိုပေါ့နော်ဒီလိုမိသားစုဘဝကိုအာမသွားခဲ့မှလည်းအာတင်ပျော်ရှင်နေတာမျိုးလဲသူမြင်ချင်တယ်တင်အစဉ်ပြေပြေနေပေါ့နော်အာစိတ်ခံစားချက်တွေကအစနော်ဟိုအားငယ်နေရတယ်အာ ဘယ်လိုပြောမလဲဝန်းနေနေရတာမျိုးတွေသူမမြင်ချင်းဘူးတကယ်ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့သွားနေတာမျိုးလည်းသူမြင်ချင်းတယ်တင်တဲ့သူနဲ့ဝင်နေစဉ်ခဏမှာပေါ့နော်အဲ့ဒါမျိုးမြင်ချင်းတယ်အဲပြီးတော့တင်တဲ့သူနဲ့ပြန်ဆုံဖြစ်ခဲ့မယ်ဆိုရင်တော့ Merry Life Family Life ကိုသွားချင်ပါတယ်တဲ့အဲ့ဒါမျိုးလေးကိုသူက message ပေါ့နော်အဲ့ဒါမျိုးလေးသူပေးထားတယ်အဲကျွန်တော်စက်ကြည့်ရအောင်โอ้ အာနပြီးတော့တူပွားမှာလေတင်မဟုတ်ပဲနဲ့တခြားရွေးချယ်ကြရလေရှိတယ်သိလားဒါပေမဲ့သူမရွေးချယ်ဘူးเนาะဘလို့ပဲလေးလံ့နေပါစေအာတင်းနဲ့ပတ်သက်တဲ့အရာတွေကိုပဲသူတည့်သွားမယ်အာဘလို့ပဲတူပွားမှာသူရဲ့စိတ်ခံစားချက်တွေမှာတင်းနဲ့ပတ်သက်တဲ့အရာတွေကပင်ပန်းမိမယ်လေသူဆွဲခေါ်သွားအောင်မယ်ပေါ့เนาะအဲ့ဒါမျိုးလေးအခုလက်ရှိအနေထားမှာရောပြီးခဲ့တဲ့အတိတ်မှာရောသူ့ရဲ့အနာဂတ်ပေါ့နော်အနာဂတ်ဆိုတော့အဆုံးထိလို့တော့ကျွန်မမပြောချင်ဘူးအာသူ့ရဲ့ နေရဖြူချာတွေထိတင်ပါနေအောင်မယ်ပေါ့နော်အဲ့ဒါမျိုးလေးစပန်ခံစားလို့ရတယ်နောက်ပြီးတော့သူ့ဘဝတွေကိုဝင်လာဖို့တခြားတခြားသောသူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုသူရွေးနေမယ်စိတ်တိုင်းကြအောင်ဒီမှာနော် 7th cat ဒီ 7th cat လေးကအာခွက်ကလေးတွေအများကြီးပေါ့မှာမျက်နှာလေးမဲ့ပြီးတော့နှာခမ်းလေးမဲ့ပြီးတော့အပေါ်ကိုသူကကြည့်နေတာအဲ့တော့ လက်ထဲမှာလည်းခွက်တစ်ခုကိုကင်ခွက်နှစ်ခုကိုကင်ထားတယ်အပေါ်မှာလည်းငါခွက်အဲ့ဒီတော့ဘဲတစ်ခုကိုသူရွေးချက်လိုက်ပြီဆိုတာမရှိဘူးအမှန်တော့ပုံမှန်ဆိုတစ်ခုပဲရွေးချက်နေဆိုလက်ထဲမှာတစ်ခွက်ပဲကင်ထားမှာပေါ့နော်အဲ့ဒီတော့သူ့နာမလေးအများကြီးရှိရသေးတာအများကြီးရှိပြီမလဲအဲ့ဒါတွေကိုသူကတော့စိတ်တိုင်းမကြနေတဲ့ပုံစံပေါ့ဘာဖြစ်လို့လဲဆိုတော့သူ့ရင်ထဲမှာတော့တင်တဲ့ပတ်သက်တဲ့နေရာတစ်ခုကရှိနေပြီဖြစ်တဲ့အတွက်ဒီလိုမျိုးပုံစံဖြစ်နေတာလာပေးတဲ့သူတွေရှိတယ်သူ့နာမှာ အာဒီလိုလာပြရတဲ့အကြောင်းရင်းကလည်းကျွန်မကြည့်တာလေ။ तू ကငွေကြေးပေါ့နော်။ငွေကြေးပြည့်စုံတယ်ပေါ့။ကျွန်မအဲ့လိုမျိုးနေခံစားရတယ်။ငွေကြေးပြည့်စုံတယ်။ပြည့်စုံတယ်ဆိုတော့လုံးဝချမ်းသာတယ်လို့တစ်ထည့်ချမပြောနိုင်ရင်တော့မှ तू ကအလုပ်ကြိုးစားတယ်၊ तू ကငွေကြေးတွေစုဆောင်တယ်၊သူ့လက်ထဲမှာငွေကြေးတွေထိုင်နေတဲ့လောက်ရှိတယ်။ तू आ तू နေထားနေသူရှိတယ်သူပေါ့နော်ရောက်ချာလေးဖြစ်စေမိန်ကလေးဖြစ်စေအဲ့လိုအနေထားရှိတဲ့အခါမှာသူ့ဘေးနားမှာသူ့ဘဝရဲ့ကိုဝင်လာခြင်းနဲ့တခြားသူတွေကိုလည်းကျွန်မတွေ့တယ်ဒါပေမဲ့သူအစ်ဒီလူတွေကိုတရားမစိတ်တိုင်းမကြဘူးသူ့ရင်ထဲမှာတင်နေရှိတယ်တိတာအဲ့ဒါမျိုး ဲ့တော့သူကအာတင်းနဲ့ပတ်သက်တဲ့အရာတွေကဘလောက်ပဲတူတနာကျင်ရတာ ဖြစ်စေအသေးကွဲရတာဖြစ်စေဒီမှာနော် three or so နဲ့စတာတယ်တင်းသူ့ကိုနာကျင်အောင်လုပ်ခဲ့မိတာလည်းရှိမယ်ပြောခဲ့မိတာလည်းရှိမယ်သူ့ကိုထားပြခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူကတော့တင်းနဲ့ပတ်သက်ပြီးတော့အာအများကြီးအာပြန်မရပါစီတဲ့ပူနေတော့မယ်တဲ့သွားတော့မယ်သူရဲ့စိတ်ထဲမှာတင်ရှိနေတော့မယ်နော်အဲ့ဒါမျိုးလေးသူက မင်းနဲ့ပတ်သက်ပြီးတော့တဲ့ဘလို့အရာမှငါမလွှတ်ချနိုင်သေးဘူးပေါ့နော်ပင်မန်းနဲ့မှန်တယ်နာကျင်နဲ့မှန်တယ်ဆိုရင်တော့ဆွဲသွားမယ်ပေါ့အဲ့လိုမျိုးလေးအဲ့တော့ဒီ message တွေကိုတော့တင်းရဲ့တစ်ဖက်လူကပေးထားပါတယ်အာပြီးတော့ပေါ့နော်အခုလက်ရှိမှာလဲသူကဒါသူ့ရဲ့ energy ပေါ့နော်အာသူရဲ့ energy သူရဲ့ energy ကစမခုနကပြောသလိုပဲငွေကြေးကိုလည်းဒီမှာခြေတစ်ဖက်ကခြင်ထားတယ်ဒီမှာလည်းစိမ့်လန်းတဲ့အပင်လေးတွေ မြင်ရတာမသိဘူးเนาะကင်မရာနည်းနည်းလေးပုံနေပါလေကျမညာဘက်အချိန်လောက်ရတာဖြစ်လို့ပေါ့เนาะအဲ့ဒါလေးကိုအသေးခံပေးပါရှင်အဲ့တော့ဒီလူကလေကျမခုနကပြောသလိုပဲနောက်ပြီးတော့လေဒီနေ့ energy ကိုကျမကတကယ်ကို LGBT ပေါ့เนาะ LGBT energy တကယ်ကိုရပါတယ်တကယ်မို့အဲ့ဒီ energy ကိုမကြိုက်ဘူးဆိုတော့သူလေးတွေလည်းကြောက်သွားလို့တော့ရရပေါ့เนาะအဲ့တော့ကျမကတော့ကျမခံစားရတဲ့ energy ကိုပြောတာဒီမှာပေါ့เนาะဒီကက်ကလေးကိုလည်းကြည့်เนาะ အမျိုးသမီးလေးဆိုရင်ပဲဒါကနည်းနည်းအမျိုးသားဆန်တဲ့ပုံစံနဲ့တည်တာအဲ့တော့ကျွန်မခုနကလည်းပြောလိုက်တယ်ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေရဲ့တစ်ဖက်လူပါအမျိုးသားလည်းဖြစ်နိုင်တယ်လို့ကျွန်မခုနပြောလို့ခဲချင်းချင်းဘွိုင်းချင်းချင်းအဲ့လိုမျိုးပုံစံဆိုရင်အဲတင်းတို့ရဲ့တစ်ဖက်လူကအမျိုးသမီးပေါ့နော်အဲ့လိုမျိုးပုံစံဆိုသူကနည်းနည်းလေးအဲမှာပေါ့ယောက်ျားလေးစစ်စမ်းတယ်အငွေကြေးလေးရှာတယ်စုဆောင်တယ်ပြီးတော့တင့်ကိုအယမ်းချစ်တယ်အဲတင်းနဲ့ပတ်သက်တဲ့အရာမှန်သမျှသူစောက်ကင်ထားတယ်အာ တင်နေပေါ့နော်တင်ဘက်ကတော့ဘလို့သူနဲ့ပတ်သက်ပြီးတော့ဘလို့တွေအတွင်းမျိုးနဲ့ထားလဲတော့မသိဘူးသူဘက်ကတော့အများကြီး plan တွေချပြီးတော့တင်နေသွားခြင်းနဲ့အနေထားအများကြီးဖြစ်နေတယ်အဲ့လိုမျိုးလေးတွေ့တယ်နော်အဲ့တော့ကျမတို့နည်းနည်းပေါ့နော်ထပ်ပြီးတော့ကြည့်အောင်မယ် oracle card ကလေးနဲ့တင်နေသူနဲ့အတိတ်ပါပေါ့နော်ဘလို့ဆက်ဆက်ရေးမျိုးလဲကျမအဲ့ဒါလေးတစ်ချက်ကြည့်နေနက်ကဲယူနော် တင်တဲ့သူ့နဲ့အတိတ်ဆက်ဆက်ရေးမှာလေမတူညီတာတွေညားတယ်။အော်ဘယ်လိုပြောမလဲအတက်အရွယ်တွေကွာတာအသားရောင်တွေကွာတာဘာသာတွေကွာတာ အဲ့လိုမျိုးပေါ့နော်အမျိုးမျိုးတွေရှိတယ်။ဒါမှမဟုတ်တင်းတို့တယောက်မှာအချစ်ဆက်တစ်ခုခုတော့ရှိခဲ့ကြရတယ်ပေါ့နော်။ဒီလိုမတူညီတဲ့ဂျားထဲမှာမှနှစ်ယောက်သားမှချိတ်ဆက်မှုတွေတွေရှိခဲ့တယ်။နောက်တစ်ခုကဘာလဲဆိုတော့သူတင့်ကိုတကယ်ကိုချစ်ခဲ့တယ်ပေါ့နော်။အဲ့လိုမျိုးတွေလည်းတွေ့တယ်။သူတင့်ကိုတကယ်ကိုချစ်ခဲ့တယ်။အတင်းအနေနဲ့တော့ဘလို့လဲတော့ကျွန်မမသိနိုင်ဘူး။တင့်ရဲ့တစ်ဖက်လို energy တွေ့ဒီနေ့ကကြည့်ရဖြစ်တယ်ဆိုတော့သူကတော့တင့်ကိုအရေးတကြီးကြီးနဲ့ချစ်ခဲ့တယ်။တကယ်ကိုတင့်ကိုဘယင်လေးလို့ဘယင်မလေးလို့နော်။အဲ့လိုမျိုးလေးတင့်ကိုပို့ပြီးတော့အလိုလိုက်ခဲ့တာအာအခွင့်အရေးတွေပေးခဲ့တာ လူလိုက်အကြိုက်ဆောင်ထားခဲ့တာအဲ့လိုမျိုးလေး energy လေးတွေတွေ့တယ်။အဲ့တော့အခုလက်ရှိမှာတင်းမင်းရရဲ့ဆက်ဆံရဘလို့အနေထားမျိုးလေးများရှိနေမလဲ။အခုလက်ရှိမှာလည်းတင်းတို့နေရာရဲ့အနေထားမပြီးဆုံးသေးဘူးကျမအဲ့ဒါမျိုးတွေ့တယ်ဝေးကွာနေတယ်ဆိုတော့မပြီးဆုံးသေးဘူးဒါပေမဲ့အာနှစ်ယောက်တာအနေမနည်းနေလို့ဆိုတော့မှတယောက်နဲ့တယောက်ကစိုးမဲ energy နဲ့တယောက်ရဲ့ကောင်းခြင်းကိုတယောက်ကလိုလားတယ် နော်အလက်တလွန်စိတ်ဆိုးတာလို့ဝင်းနေတယ်ဆိုတော့မှာသူနေကောင်းရဲ့လားသူအဆင်ပြေရဲ့လားအဲ့လိုမျိုး energy လေးပေါ့နော်ကောင်းမွန်တဲ့ energy လေးတွေတနည်းနှစ်ယောက်ချာမှာရှိနေတော့မယ်နောက်ပြီးတော့အာသူ့ရဲ့ energy ကိုကျမကဒီနေ့မှာအသာပေးပြီးကြည့်တယ်လို့ဆိုတော့လေသူကလေလုံးဝနောက်မဆုံဘူးသူ့ရဲ့တကယ့်ကိုအချက်စစ်ကတင်လို့သူကထင်တယ်ပေါ့နော်သူကထင်တယ်အဲ့လိုမျိုးသူတွေးထားတော့သူ့အတွေးထဲမှာဒီအခြေအနေတွေကရှိနေတော့ပေါ့နော်ဒီလိုပုံစံမျိုးသူဆွဲကင်ထားတော့နော်အဲ့တော့ ဒီမကြာခင်မှာတင်လို့နှစ်ယောက်စုံခဲ့ရမယ်ဆိုသူမျှော်လင့်ထားတယ်တင်လို့နှစ်ယောက်ဆက်ဆက်ကြီးอ่ะဘယ်လိုမျိုးလေးရှိမလဲတင်လို့နှစ်ယောက်ပြန်စုံဖြစ်ခဲ့ပြီပေါ့เนาะ engagement oh soulmate အဲ့တော့ကျမကနားလည်းပြောလိုက်တယ် soulmate energy နှစ်ခါကြာတယ်ပေါ့เนาะသူတင့်နေလေကျမကနားလည်းပြောလိုက်တယ်ဒီလားဟို tarot card ကလေးနဲ့ကြည့်တော့ကလည်းသူတင့်ကို marriage light တွေထိရွေထားတယ်အဲ့ဒီမှာ ဘယ်လိုပြောမလဲနော်မိသားစုဘဝတွေထိကိုသူရည်ရွယ်တယ် LGBT ဆိုလို့ရှိရင်လည်းအဲ့ဒီအနေအထားတွေကိုရည်ရွယ်ပြီးတကယ်ကိုအချစ်စနဲ့ချစ်တာပေါ့နော်အဲ့ဒါမျိုးပုံစံလေးအဒီမှာလည်း engagement နဲ့ဆိုတော့တကယ်မို့တာပြန်ဆုံပြေးခဲ့မယ်ဆိုရင်တင့်ကိုသူအအနေအထားတစ်ခုမှာအတီတကြပေါ့နော်အသွားချင်တဲ့အနေအထားမျိုးနောက်ပြီးတော့တင့်နဲ့သူနဲ့က soulmate energy လို့သူကတစ်ထစ်ချယုံကြည်ထားတယ် အာအရှိမကျမပြောခဲ့ဘူးလေစကားလို့ပဲအတိတ်မှာရောအခုလည်းရှိမှာရောအဖြစ်နိုင်မယ်ဆိုလို့ရှိရင် near future တွေအတွင်းမှာတော့ तू ကဒီလိုအရာတွေကိုဆွဲကင်တာတော့လက်ခံတာတော့တင်းတဲ့သူနဲ့ခြားက energy ကပုံမှန်မဟုတ်ဘူး connection တွေကလည်းပုံမှန်မဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးနေ तू ခံစားရလို့တဲ့ Oh sorry ပါရှင်ဒီ reading လုပ်နေစဉ်အတွင်းမှာပဲမိကပြတ်သွားပြီအဲ့တော့လုံးဝအောင်မှောင်သွားပြီပေါ့နော်ကျမမိလေးတစ်ချက်ယူပေါ့အဲ့တော့ တင်းရဲ့တစ်ဖက်လူနဲ့တင်တယ်နော်တင်းရဲ့တစ်ဖက်လူနဲ့တင်တဲ့ကဒီလို energy တွေပေါ့နော်သူကဒါကသူ့ဘက်ကခံစားချက်ပေါ့နော်ဒါကသူ့ဘက်ကခံစားချက်သူ့ဘက်ကနေတင်းကို သူဘယ်လိုမျိုးသဘောထားလဲဆိုတော့သူပြောချင်တယ်အာဘယ်လိုပြောမလဲသူပြောချင်တယ်သူရဲ့ ရင်တွင်ခန်းစားချက်တွေပေါ့နော်အဲ့ဒါကိုသူကပေးပို့လာတာဒါကိုတင်းတို့တွေကကြားသိရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ reading ကတော့တိတ်တော့မရှိဘူး collective reading lab reading လေးလည်းဖြစ်တယ်တူတူလေးပဲပေါ့နော်ကျွန်မအချိန်လေးသင်ပြရတာဖြစ်တဲ့အတွက်တူတူလေးပဲလုပ်ပေးလိုက်တယ်အဲ့တော့ day reading မှာပါတဲ့အကြောင်းအရာတွေနဲ့ဒီ energy ကတင်းတို့ရဲ့ energy လို့ခန်းစားရလားအာပြီးလို့ရှိရင်ဒီဒီထဲမှာပါတဲ့အကြောင်းအရာတွေကတင်းတဲ့တိုက်ဆက်မှုရှိခဲ့ရဆိုရင်ပေါ့နော်တရားမှာ 60 90လောက်တိုက်ဆိုင်နေဒါအတင်းတွက်ရည်တယ်လို့သင်ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ reading ကိုလည်းကြည့်တဲ့လူလူလေးတွေအားလုံးကိုပြောချင်ပါတယ်ဒီ reading ကသင်နဲ့ energy ကပ်နေလို့ထင်တော့ဒါအတင်းတွက် reading ဖြစ်ပါတယ်ဒါသင်ရဲ့တစ်ဖက်လူသင်ကိုပေးလာတယ် alert message ကိုကျွန်မက collective အနေနဲ့ဖတ်ပေးတာဖြစ်ပါတယ်ရှင်အဆုံးတကြီးရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရည်တင်ပါတယ် energy ကပ်ညီမှုတွေလည်းရရှိကြပါစေနောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်